ဗရကုဒလမာနဝဇတ်တော်မြတ်စွာဘုရားရှင်သည်တာဝတိပြည်ဇေတဝန်ကျောင်းတော်တွင် ကိအောင်မွေလျော်သတင်းသုံးတော်မူစဉ်က ဖြစ်ပါတယ်။ခြေရာကောက်ရာ၌အလွန်ကျွမ်းကျင်သောလူငယ်တဦးကိုအကြောင်းပြု၍ဤဗရကုဒလမာနဝဇတ်တော်ကိုဟောကြားတော်မူခဲ့ခြင်းဖြစ်ပါတယ်။ဟိုးရှိလွန်လေပြီသောအခါကဗာရဏသီပြည်ဗာရဏသီမင်းရဲ့မိဖုရားတစ်ပါးဟာမှားယွင်းပုတ်ပြန်တဲ့အကျင့်တစ်ခုကိုကျင့်ငယ်မိပါတယ်။ဗာရဏသီမင်းက ထိုအကြောင်းကိုစစ်စစ်မင်းမြတ်တဲ့အခါမိဖုရားဟာသူမရဲ့အပြစ်ကိုဖုံးကွယ်လိုတဲ့အတွက်လိန်လေလျှောက်တင်ခဲ့ပါတယ်။သူမလိန်လေပြောဆိုခဲ့ပါက နောင်ဘဝမှာဘလူးမကြီးတကောင်ဖြစ်ရပါစေလို့လည်းတင်စာဆိုခဲ့ပါသေးတယ်။မိဖုရားဟာထိုဘဝမှာတည်လွန်ပြီးတဲ့နောက်သူမကျေဆိုခဲ့တဲ့တင်စာအတိုင်းပဲဗာရဏသီပြည်အစွန်ဖျားကတော့အုပ်ကြီးတစ်ခုမှာအတ္တမုခီအမည်ရှိတဲ့ဘလူးမကြီးတကောင်ဖြစ်လာပါတယ်။ အတမုခိဘလူမကြီးဟာသူမအပိုင်စားရာတိုးအတွင်ကိုရောက်ရှိလာတဲ့ခီးသွွားများနဲ့ကျွဲနွားတရိတ်ဆန်အစရှိသူတို့ကိုဖမ်းဆီးတပ်ဖြတ်ခါစားတော့လေးရှိပါတယ်။တနေ့မှာတော့ပုံနာလူလင်မျိုးတဦးဟာသူ့ရဲ့အပေါင်းဖော်အချို့နဲ့အတူဘလူးမကြီးအပိုင်စားရာတိုးအတွင်ကို မြင်းထားတစည်းနဲ့ဖြတ်တန်းပြီးတော့ခီးနှင်မိပါတယ်။သူတို့အဖွဲ့ဟာတောနဲ့တနေရာကိုရောက်တဲ့အခါခိတ္တခဏအပန်းဖြေအနားယူကြပါတယ်။ ုံနာလူလင်ပြူရဲ့အဖော်များဟာရေချိုးစိတ်တစ်ခုကိုသွားနေတဲ့အချိန်မှာ ပုံနာလူလင်ပြူလေးကတော့မြင်းသားပေါ်မှာခီးပန့်လာတဲ့အတွက်အိပ်ပျော်သွားခဲ့ပါတယ်။အတ္တမုခိဘလူးမားကလည်းသူမရဲ့အစာကိုရှာဖွေဖို့အတွက် သူမအပိုင်စားရာတော့နဲ့အတွင်းကိုလှည့်လည်နေပါတယ်။ရေချိုးစိတ်ကပြန်လာတဲ့ပုံနာလူလင်ပြူရဲ့အဖော်များဟာအတ္တမုခိဘလူးမားကြီးကိုမြင်လိုက်ရတဲ့ဆိုရင်ပဲဖနောက်နဲ့တင်ပါတသားတဲ့ကြအောင်တော့နဲ့ထက်ကနေထွက်ပြေးကြပါတော့တယ်။ ပုံနာလူလင်မျိုးလေးကတော့ဒါတွေကို မသိရှိပဲမြင်းသားပေါ်မှာဆက်လက်ပြီးတော့အိပ်ပျော်နေခဲ့ပါတယ်။အတ္တမုခိဘလူးမကြီးကမြင်းသားပေါ်မှာအိပ်ပျော်နေတဲ့ပုံနာလူလင်မျိုးကိုဖမ်းယူစားတော့ဖို့အတွက်မြင်းသားနီးကိုချင့်ကပ်ခဲ့ပါတယ်။အတ္တမုခိဘလူးမဟာအိပ်ပျော်နေတဲ့ပုံနာလူလင်မျိုးကိုမိမောတွေ့ဝေတော့အောင်ပြူစားလိုက်ပြီးသူ့ရဲ့ရင်ဝင်ထဲကိုဆွတ်သွင်းလိုက်ပါတယ်။ရုတ်တရက်ဆိုသလို သူမရဲ့ရင်ထဲကတဒိမ့်ဒိမ့်မြည်တဲ့အတန်တွေကိုကြားနေရပါတယ်။ အဲ့ဒါကတော့စန့်ကျင်ဘက်လင်ယောက်ျားတူရဲ့အထီးတွေ့ကသူမရဲ့ကြမ်းတမ်းတဲ့နှလုံးသားတွေကိုဝါခွန်းဆိုင်လိုနူးညံ့ပျော်ပြောင်းသွားစေတာပါပဲဒါကြောင့်အတ္တမုခိဘလူးမဟာပုံနာလူတင်ပြို့ကိုမစားတော့ပဲသူမရဲ့လင်ယောက်ျားအဖြစ်ပေါင်းတင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနောက်သူမဟာပုံနာလူတင်မျိုးကို သူမနေထိုင်ရာကြောက်ကူကြီးတစ်ခုစီကိုပွေယူသွားခဲ့ပါတယ်အတ္တမုခိဘလူးမဟာသူမကိုသူမ ချုံမော်လက်ပါတဲ့မိမမျိုးတူအသွင်ဖန်ဆင်းလိုက်ပြီးတော့ပုံနာလူလင်မျိုးလေးကိုကျင်နာနှွေးထွေးစွာ ပြုစုခဲ့ပါတယ်ပုံနာလူလင်မျိုးဟာသူ့ရဲ့အသက်ဘေးကိုငှက်ွက်တဲ့အတွက်လူယောင်ဖန်ဆင်းထားတဲ့အတ္တမုခိဘလူးမားနဲ့လိုင်လျောညီထွေးဖြစ်အောင်နေထိုင်ခဲ့ပါတယ်အတ္တမုခိဘလူးမားဟာရဲ့အနှင်းငယ်အကြာမှာတော့မိမတို့ရဲ့မာယာနဲ့ပုံနာလူလင်မျိုးလေးကိုသူ့မရဲ့လင်ယောက်ျားအဖြစ်တင်သွင်းနိုင်ခဲ့ပါတယ် အတာမူခီဘလူးမဟာသူမကိုထိတ်လန့်ကြောက်ရွံ့မှုမရှိစေရအတွက်သူမကိုသူမလှပတဲ့မိမဖြူတူအသွင်ဖန်ဆင်းပြီးတော့တိုးကြီးတွေကကြောက်ခုထဲမှာ ပုံနာလူတွေမျိုးလေးနဲ့အချင်းလင်မယားအဖြစ်ပေါင်းတင်နေထိုင်ခဲ့တာဖြစ်ပါတယ်။ရက်လာနေငယ်ကြတဲ့အခါမှာအတာမူခီဘလူးမမှာပုံနာလူတွေမျိုးကိုအကြောင်းပြုပြီးတော့ကိုဝန်ရခဲ့ပါတယ်။ရက်လာစီတဲ့အခါမှာအတာမူခီဘလူးမဟာကျယ်ရင်လက္ခဏာနဲ့ပြည့်စုံတဲ့တားရောက်ကြလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။ အခုဆိုရင် လူသားအသွင်ဖန်ဆင်းထားတဲ့အတ္တမုခိဘလူးမရဲ့ဘဝဟာတာယာဆုပ်ပြေခဲ့ပြီ ဖြစ်ပါတယ်။သူမချေရတဲ့ပုံနာလူလင်မျိုးကိုတားယောက်ျားဆိုတဲ့တရောစင်နောင်ကျိုးတစ်ခုနဲ့ပါထပ်မံချီနောင်နိုင်ခဲ့ပြီပေါ့။သူမရဲ့မျောလင့်ချက်တွေပြည့်စုံခဲ့ပြီ။သူမတို့ရဲ့အင်တော်ကြီးဟာတာယာပျော်ရွှင်ခဲ့ပါတယ်။အတ္တမုခိဘလူးမကလည်းသူမရဲ့ဘဝကို အလွန်ပဲကျေနပ်ပျော်ရွှင်ခဲ့ပါတယ်။ပုံနာလူလင်မျိုးနဲ့အတ္တမုခိဘလူးမတို့ရတဲ့တားငယ်လေးဟာ တော်ကြီးမြေမဲတဲမှာအခုဆိုရင်တဖြည်းဖြည်းနဲ့အရွယ်ရောက်လာခဲ့ပြီဖြစ်ပါတယ်တဖြည်းဖြည်းအရွယ်ရောက်လာတဲ့တားငယ်လေးဟာခွန်အားပလနဲ့ပြည့်စုံသလိုဉာဏ်ပညာထက်မြက်ပြီးအလွန်ချစ်စရာကောင်းတဲ့ကလေးငယ်တူလေးဖြစ်ပါတယ်မိခင်အတ္တမုခိဘလူးမဟာတားငယ်လေးထိတ်လန့်ကြောက်ရွံ့မှုမရှိစေရန်အတွက်သူမကိုသူမမိမ့်မပြိုတူအတွင်အဖြစ်အမြဲတမ်းဖန်ဆင်းထားလေးရှိပြီးတော့ရန်ဖန်ရန်ကမာနတ်ဝတ်တစားများကိုလည်းဖန်ဆင်းပြီးဝတ်ဆင်လေးရှိပါတယ်ဒီလိုနဲ့ ပုံနာလူလင်ဖြူနဲ့အတ္တမုခိဘလူမတို့ရဲ့တားလေးဟာ16နှစ်အရွယ်တိုင်အောင်ရောရှိလာခဲ့တာဖြစ်ပါတယ်ဒီချိန်ထိအတ္တမုခိဘလူမကတော့သူမကိုသူမလူသားအတွင်ဖန်ဆင်းထားပြီးတော့သူတို့သားဖနှစ်ဦးအတွက်တစ်သီးဝလာများကို သူမကိုယ်တိုင်ပြင်ပန်းဆင်းရဲစွာ ရှာဖွေကြွေးမွေးခဲ့ပါတယ်သူမချေရတဲ့လေယောင်ကြားနဲ့အသားဖြစ်သူကိုတော့ကြောက်ကူကြီးတစ်ခုထဲမှာအမြဲတမ်းလိုလိုပိတ်လောင်ထားလေးရှိပြီးသူမအစာရှာထွက်တဲ့အခါတိုင်းမှာကြောက်ကူတကားဝါကို အင်မတန်ကြီးမားတဲ့ကြောက်တုံးကြီးနဲ့ပိတ်ပြီးမှအစာရှာထွက်လို့ရှိပါတယ်ပုံနာလူတွေမျိုးနဲ့အတ္တမုခိဘလူးမားတို့ရဲ့တားငယ်လေးဟာအရွယ်ရောက်လာတဲ့အခါခွန်အားပလာနဲ့ပြည့်စုံတယ်လို့ဉာဏ်ပညာလည်းထက်မြက်ပါတယ်မိဘနှစ်ပါးကိုလည်းယူသေးလေးစားသူတူဖြစ်ပါတယ်တနေ့မှာတော့မိခင်ကြီးတော်တဲ့ကိုအစာရှာသွားနေတဲ့အချိန်ကြောက်ခုထဲမှာတားဖနှစ်ဦးတည်းရှိနေတဲ့အခါတားငယ်ဖြစ်သူကဖခင်ပုံနာကြီးကိုမိကုန်းနေမေးမြန်းခဲ့ပါတယ်အိုဖခင် မိခင်ဟာသားတို့နဲ့လည်းမတူနေဘူးထဲမှာလည်းအရေးမထွက်ကြောက်ရွံ့ထိတ်လန့်ခြင်းလည်းမရှိဘာကြောင့်ပါလဲလို့ဖခင်ကိုမေးမြန်းခဲ့ပါတယ်ဒီအခါမှာတော့ဖခင်ပုံနာကြီးကသားငယ်ရဲ့မိခင်ဟာလူသားစင်စစ်မဟုတ်ကြောင်းနဲ့ဘလူးမကြီးတကောင်သာဖြစ်ကြောင်းဖြစ်ကြောင်းကိုစင်ဖြေကြားခဲ့ပါတယ်မိခင်ကြီးတော်တဲ့ဟိုအစာရှာသွားတဲ့အချိန်တားဖနှစ်ဦးတို့ဟာဒီတော်ကြီးမြမဲတဲ့ကနေထွက်ပြေးဖို့အတွက်အချိန်ချင်းကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့မကြခင်အချိန်အတွင်း မိခင်ဖြစ်သူဟာသူတို့ရှေ့ကိုရောက်လာတတ်ပြီးတော့ကြောက်ကူတွေကိုပြန်လဲခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။တာဖနဲ့ဦးထွက်ပြေးမှာကိုစိုးရင်နဲ့အတ္တမုခိဘဒုမဟာသူမအပြင်ကိုထွက်ပြီးအစာရှာသွားတဲ့အခါတိုင်းကြောက်ကူတကားဝါကိုအင်မတန်ကြီးမားတဲ့ကြောက်တုံးကြီးတွေနဲ့ပိတ်ဆို့ခဲ့ပြီးရှိပါတယ်။တနေ့မှာတော့တားငယ်ဖြစ်သူဟာမိခင်အပိုင်စားရတဲ့နယ်မြေတွေကိုတားငယ်ဖြစ်သူကိုပြော့ပြပေးဖို့ချော့မို့ပြီးတော့တောင်းဆိုခဲ့ပါတယ်။အတ္တမုခိဘလူးမလည်းတားဆိုတဲ့ချစ်ချင်းကြောင့် သူမအပိုင်စားရနယ်မြေတွေကိုတားဖြစ်သူကို လိုက်လံပြသပေးခဲ့ပါတယ်။ဒီနေ့မှာတော့အတ္တမုခိဘုရုမကြီးဟာလင်းယောက်ျားနဲ့တားဖြစ်သူကိုကြောက်ခုထဲမှာထားခဲ့ပြီးတော့ကြောက်ခုတကားဝါကိုအင်မတန်ကြီးမားတဲ့ကြောက်တွန်းကြီးနဲ့ပိတ်ဆို့ကတော်တွေကိုအေးအေးလူလူအစာရှာထွက်သွားခဲ့ပါတယ်။အခွင့်ကောင်းကိုစောင့်နေတဲ့တားဖနှစ်ဦးတို့ဟာမိခင်အပြင်ကိုအစာရှာထွက်သွားပြီဆိုတာနဲ့တပြိုင်နက် ကြောက်ခုတကားဝါကကြောက်တွန်းကြီးများကိုတငယ်ဖြစ်သူကသူ့ရဲ့ကြီးမားတဲ့ခွန်အားနဲ့လွဲကူစွာဖယ်ရှားရှင်းလင်းပစ်ခဲ့ပါလေ။အဲ့ဒီနောက်တော့တာဖနှစ်ဦးတော်ဟာကြောက်ခုကြီးတဲ့ကနေလင်းမြန်စွာထွက်ပြေးခဲ့ကြပါတော့တယ်။လန်ခီမှာဖခင်ကြီးကမောပန်းလာတဲ့အတွက်တငယ်ဖြစ်သူဟာဖခင်ကြီးကိုကြောပူးပြီးတော့ဆက်လက်ပြေးခဲ့ကြပါတယ်။မကြာခင်မှာပဲသူတို့တာဖဟာအတ္တမုခိအပိုင်စားရာနန္ဒမိတ်ကိုကြော်လွန်ပြီးတော့မျက်စိတစ်ခုကိုရောက်ခဲ့ကြပါတယ်။ မြစ်စေတခုကိုရောက်တဲ့အခါအတင်းတွေ့တဲ့လေတစည်းပေါ်တက်ပြီးတော့မြစ်ကိုဖြတ်ကူးခဲ့ကြပါတယ်အတ္တမုခီကတော့သူမလင်အောင်ကြားနဲ့တားဖြစ်သူတို့စားတော့ရန်အတွက်တိုးတဲ့ရတတိဝလန်နေများစွာရှာဖွေပြီးတော့သူမတို့နေတရာကြောက်ခုကြီးစီကိုပြန်လာခဲ့ပါတယ်ကြောက်ခုတကားဝရှိကိုရောက်တဲ့အခါမှာတော့အတ္တမုခီဟာအကြီးကျယ်အားအားတင်သွားပါတယ်သူမအသေးစားပိတ်ဆို့ထားခဲ့တဲ့ကြောက်ခုတကားဝဟာဟင်းလင်းပွင့်နေပြီးတော့အထင်းမှာသူမရဲ့လင်အောင်ကြားနဲ့တားဖြစ်သူတို့ရှိမနေတော့ပါဘူး သူမကိုထားခဲ့ပြီးထွက်ပြေးသွားပြီဆိုတာကိုသိရှိလိုက်တဲ့အတွက်အတ္တမုခိဘဒုမဟာသူမရဲ့ပိုင်နဲ့နေပြီးများရှိရာကိုပြေးလွှားပြီးတော့သူမရဲ့လင်ယောက်ျားနဲ့တားဖြစ်သူကိုလိုက်လံရှာဖွေခဲ့ပါတယ်။မျက်စိတစ်ခုကိုရောက်တဲ့အခါမှာတော့သူမရဲ့လင်ယောက်ျားနဲ့တားဖြစ်သူတို့ဟာလှေတစည်းနဲ့မြစ်လေကိုကြော်ဖြတ်နေတာကိုမြင်တွေ့လိုက်ရပါတယ်။သူမအလွန်အမင်းစိတ်ပူသွားခဲ့ပြီးသူမရှိရာကို ပြန်လာခဲ့ကြဖို့အော်ခစ်ငိုကြွေးပြီးတော့ပြန်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ပုံနာလူလင်သားအဖတော်ကတော့နောက်ကိုပြလှဲ့မကြည့်ပဲလှေကိုဆက်လက်ပြီးတော့လှုပ်ခတ်သွားခဲ့ပါလေအသာမူကြီးဘရုမကြီးဟာရှင်ဘတ်စီတီလူလင်ငိုကြွေးပြီးတော့သူမရဲ့သားဖြစ်သူနဲ့လင်ဖြစ်သူတို့ကိုသူမစီပြန်လာခဲ့ဖို့တစားစားအော်ခင်ငိုကြွေးကပြန်ခေါ်နေခဲ့ပါလေဒီခါမှာတားငယ်ဖြစ်သူကဘလူးနဲ့လူအမျိုးအနွယ်ဇာတ်ရှင်းမတူတဲ့အတွက် မိခင်ကြီးရှိရာကိုပြန်မလဲလို့တော့ကြောင်းရိုသေစွာနဲ့ပြန်လဲဖြေချခဲ့ပါလေမေတ္တာတရားကြီးမားလာတဲ့အတ္တမုခိဘလူမဟာတာငယ်လီလောကအလေမျက်နာမငယ်စေရဖို့အတွက်ခိုးသူဤခြေရာကိုကြည်ုံမြဖြင့်ရှောက်ဖွေဖို့ထုဖန်စီပေးနိုင်သောစေနာမဏိအမည်ရှိတဲ့ဂါထာတစ်ပုဒ်ကိုတားဖြစ်သူအားငိုကြွေးရင်းနဲ့တင်ကြားပေးခဲ့ပါလေတာငယ်ဖြစ်သူကလည်းမြစ်လယ်မှနေပြီးတော့မိခင်ကြီးတင်ကြားပေးတဲ့စေနာမဏိဂါထာကိုရိုသေစွာသင်ယူခဲ့ပါလေ ကာထာတင်ယူပြီးမြောက်တဲ့အခါမှာတော့အတ္တမုခိဘလူမကြီးဟာလင်ဖြစ်သူနဲ့တားဖြစ်သူကိုလွမ်းဆွတ်ကြေကွဲတဲ့စိတ်နဲ့ပဲရင်ငွဲနာကြပြီးတော့အဲ့ဒီမျက်စိမှာတေဝဲဝင်သွားခဲ့ရှာပါတယ်ပုံနာတာဖနှုဟာအတ္တမုခိဘလူမကြီးရဲ့အလောင်းကိုတွန်းဆက်တနေရာသို့ပြန်လဲယူဆောင်သွားပြီးတော့ကောင်းမွန်စွာမိရှုတကြိုပေးခဲ့ကြပါတယ်အဲ့ဒီနောက်ပုံနာတာဖနှုတို့ဟာ ဗာရာဏသီမြို့ကိုတွားရောက်ခဲ့ကြပါတယ်ဗာရာဏသီမြို့ကိုရောက်တဲ့အခါပုံနာတာဖနှစ်ဦးဟာဗာရာဏသီမင်းထံမှာ ဝင်ရောက်ခစားခဲ့ကြပါတယ်ဗာရာဏသီမင်းကအမောင်းဗာပညာများ တက်မြောက်တယ်လေလို့မင်းမြတ်တော်မူတဲ့အခါလူငယ်ကခုသူဤခြေရာကိုကြည့်ုံများဖြင့်ခုသူကိုရှာဖွေဖော်ထုတ်ဖန်ဆီးနိုင်ပါကြောင်းရှောက်တင်ခဲ့ပါတယ်မင်းကြီးကအာရကျင်းတ်တော်မူပြီးတော့တနေ့လျင်အတပြားတစ်ထောင်စီပေး၍ မင်းနေပြီးတော့မှအမှုတော်ထမ်းစီခဲ့ပါလေထိုအချိန်မှစ၍လူငယ်ရဲ့အမည်ကိုဗရကုဒလမာနဝဟူ၍ခေါ်တွင်ခဲ့ကြပါလေဗရကုဒလမာနဝဟာဗာရဏစီမြို့ရင်းကပစ္စည်းပြောက်ဥစ္စာပြောက်များကိုနေ့စဉ်နဲ့အမျှဆိုးသလိုရှာဖွေဖော်ထုတ်နိုင်ခဲ့ပါလေဗရကုဒရမာနဝရဲ့ယူသားမှုတည်ကြည်မှုဖြောင့်မတ်မှုနဲ့သူ့ရဲ့မှန်ကန်တဲ့အစွမ်းတို့ကြောင့် သူ့ရဲ့အမိဟာဗာရဏစီမြို့ရင်းမှာတဖြည်းဖြည်းနဲ့အလွန်ကြော်ကြလာခဲ့ပါလေ တနည်းမှာတော့ဗရကုဒလမာနဝရဲ့ပညာကိုစမ်းသပ်လိုကြတဲ့ဗာရဏဒီမင်းနဲ့ပရောဟိတ်ကြီးတို့ဟာ နန်းတော်တွင်ကရွှေငွေယရနာပစ္စည်းဥစ္စာများကိုခိုးယူပြီးနန်းတော်တွေကရေကန်အလေကောင်မှာပစ်ချထားခဲ့ပါတယ်။အဲဒီနောက်ခူးသူကိုရှာဖွေဖော်ထုတ်ပေးဖို့ဗရကုဒလမာနဝကို အမိန့်ပေးခဲ့ပါတယ်။ရွှေငွေယရနာများခိုးယူတဲ့တရားခံကိုဗရကုဒလမာနဝကဖော်ထုတ်ဖန်ဆီးမဲ့ဆိုတဲ့သတင်းကြောင့် လူအများကစိတ်ဝင်စားလာရောက်နားထောင်ကြပါတယ်တရကုဒ္ဒရာမန္တဝဟာမိခင်အတ္တဘလူမကြီးကိုယူသေးစွာရီမှန်းကြော့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့စေနာမိခါထာကိုရွတ်ဆိုကနန်းတော်တွင်မှပျောက်ဆုံးသွားတဲ့ရွှေငွေရတနာများကိုရေကန်အလေကောင်ကနေရှာဖွေဖို့ထုတ်ပြီးတော့ပြတာခဲ့ပါတယ်ဒါဝမကျေနပ်တဲ့ဗာရဏသီမင်းကြီးကဗရကုဒ္ဒရာမန္တဝသည်ပျောက်ဆုံးသွားသည့်ရွှေငွေရတနာများကိုသာပြန်လဲရှာဖွေနေသည် ခိုးသူကပေါ်ထုတ်နိုင်ခြင်းမရှိဘူးဆိုကားခိုးသူကိုရှာဖွေပေါ်ထုတ်ဖို့အတွက်ထပ်မံမိတ်ပေးခဲ့ပါလေဒီအခါမှာဗရာကုတလာကခိုးယူသူသည်ဘိုင်နဒီမင်းကြီးနှင့်ပရောဟိတ်ကြီးတို့သာဖြစ်ကြောင်းတွေ့ဝိုက်ပြီးတော့ရှောက်တင်ခဲ့ပါလေဘိုင်နဒီမင်းကြီးကကျေနပ်နှစ်သက်ခြင်းမရှိဘဲခိုးယူသူကိုသာလူအများရှိတွင်ပေါ်ထုတ်ပေးရန်ထပ်မံပြီးတော့တောင်းဆိုခဲ့ပါလေဒီအခါမှာဗရာကုတလာမန္တဝကမြေမီထမဲလေတစ်ပင်ချွေးမ ာအစရှိသည့်ဥပမာများပေးပြီးတော့ကိုးကွယ်ရာမှဘေးဖြစ်တတ်ပုံမူရှောက်တင်ကခိုးသူကိုဖိုထိုခဲခြင်းမပြုပါရန်အတဏ္ဏတောင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘာနဒီမင်းကြီးကခိုးသူကိုဖိုထိုပေးရန်ဆက်လက်ပြီးတော့အမိန့်ပေးခဲ့ပါတယ်။မတတ်တာတဲ့အဆုံးဗရကုဒလမန္တော်ဝါလေးဤအမှုနဲ့ခိုးယူသူမှာ အခြားသူများမဟုတ်ဘာယနဒီမင်းနဲ့ပရောဟိတ်ပုံနာကြီးတို့သာ ဖြစ်ကြောင်းဖော်ထုတ်လိုက်ပါတော့တယ်။ ဒီအခါမှာစုဝေးရောက်ရှိလာတဲ့လူပြိတ္တကြီးဟာတိမခန္ဓာညတော့တဲ့အဆုံးဘာနဒီမင်းကြီးနဲ့ပရောဟိတ်ပုံနာတို့ကိုဝိုင်းဝန်းရိုက်နှက်ကြပါတော့တယ်။ဒါကြောင့်ဘာနဒီမင်းနဲ့ပရောဟိတ်တို့ဟာထိုနေရာမှာပဲကွယ်လွန်အနစ်ဆာရောက်ခဲ့ရပါတယ်။စုဝေးရောက်ရှိလာတဲ့လူအုပ်ကြီးဟာဗရကုဒ္ဒရာမန္နဝကိုအဘိသိက်သွန်းလောင်းကဘာရဏဒီမင်းအဖြစ်တင်မြောက်လိုက်ကြပါတော့တယ်။ဇပ်ပေါင်းကမှာတော့ဗရကုဒ္ဒရာမန္နဝဤအဖသည် ယခုအခါအရှင်မဟာကတ္တဗကိုရောမြတ်ကြီးဖြစ်လာပါတယ်ပရာကုဒလမန္တဝသည်ယခုအခါသုံးလောကထွထားတပ်ပင်ညုမြတ်စွာဘုရားဖြစ်လာပါကြောင်းပရာကုဒလမန္တဝဇတ်တော်ကိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာယူကျူပရိသတ်များအားလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေတော်မူနေကြပါစေ။